ဖုန်းအစ်စ်လေးလေးရစွငွေပြားလဲတိုးလာနိုင်တဲ့အစီအစဉ်သစ်ကြီးစတင်နေပါပြီ Samsung Galaxy Note 4ကို6လအရေးကြဖြင့်အတိုးနှုန်းပေးစရာမလိုဝယ်ယူနိုင်တော့မယ့်အခွင့်အရေးမြမရှေ့ဆောင်ဘန်တွင်ငွေစုပါထိုင်းပြည်ရင်ဘူမိဘောရဲ့89နှစ်ပြည့်မွေးနေ့ပွဲကိုရန်ကုန်မြို့ထိုင်းတန်ယုံမှာဒီဇင်ဘာ9ရက်နေ့ကကျင်းပခဲ့ပြီးတန်တမန်အတိုင်းဝိုင်းနဲ့အတူ မြန်မာနိုင်ငံရောက်ထိုင်းနိုင်ငံသားတွေထက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။မြန်မာနိုင်ငံနဲ့ထိုင်းပြည်သူတွေကြားချစ်ကြည်ရင်းနှီးမှုရှိစေဖို့နဲ့ထိုင်းလူ့ဖွဲ့စည်းရဲ့တံပိုးထားတဲ့ထိုင်းပြည်ကြီးရဲ့မွေးနေ့ပွဲကိုကျင်းပတာဖြစ်တဲ့အကြောင်းထိုင်းသံအမတ်ကြီးကပြောဆိုခဲ့ပါတယ်။ကမ္ဘာမှာထိနှက်သက်အရှိဆုံးဖြစ်တဲ့ထိုင်းပြည်ဘူမိဘောရဲ့89နှစ်ပြည့်မွေးနေ့ပွဲမှာထရောက်နိုင်မိတွေထွန်းညီပြီးဆုတောင်းခဲ့ကြပါတယ်။ထိုင်းရိုးရအစားအစာ90ကျော်နဲ့တက်ရောက်လာသူတွေကိုတည်ခင်းဧည့်ခံခဲ့သလိုရှင်ကျင်းမှုမှုပညာ အကအလှတွေနဲ့လည်းတင်ဆက်ခဲ့ပါတယ်။ထိုင်းပြည်ရင်မွေးနေ့ဟာထိုင်းနိုင်ငံရဲ့အဖေများနေ့ဖြစ်ပြီးဒီနှစ်မှာတော့ထိုင်းပြည်ရင်ဟာကျန်းမာရေးအခြေအနေမကောင်းတာကြောင့်မွေးနေ့ပွဲကျင်းပဖို့စီစဉ်ထားတာကိုအချိန်နှီးမှဖျက်သိမ်းခဲ့ရပါတယ်။ထိုင်းနိုင်ငံမှာရှိနေတဲ့တနိုင်ငံလုံးအပြစ်ခတ်ရဲစဲရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအဖွဲ့ NCCD ရဲ့အစည်းအဝေးတွေကျင်းပမယ်ဆိုရင်ထိုင်းတပ်မတော်ကိုအကြောင်းကြားရမယ်ဆိုတဲ့သတင်းတွေဟာနားလည်မှုလွဲမနေတာဖြစ်တယ်လို့တန်မတ်ကြီးကဆိုပါတယ်။ထိုင်းနိုင်ငံအနေနဲ့ သူများပြည်တွင်းရေးကိစ္စကိုဝင်ရောက်ဆွဖတ်မှာမဟုတ်တဲ့အကြောင်းလက်ရှိအနေထားမှာထိုင်းနိုင်ငံကိုစစ်တပ်ကမာရှယ်လောနဲ့အုပ်ချုပ်နေတာဖြစ်တဲ့အကြောင်းဒဝဲအထူးစည်းဝေးဆောင်အကောင့်ထဲပေါ်ဖို့ထိုင်းနိုင်ငံကမှသဘောတူမှုတွေရှိတာကြောင့်ရှေ့ဆက်လုပ်သွားဖို့ရှိတယ်လို့ဆိုပါတယ် One thing is that I have to make it clarify is just only that uh, now uh, Thailand is uh, under martial law and those who reinforce the laws of course, will be partly militaries. So they have accountable to societies. And when they say, uh, our military didn't say that they need approvals from the militaries before they want to have that. Uh, we, they said they just only want to know because they are people who are in charge of the stabilities of the country and that's all.